ီတော်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမန္တလေးငရင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်ပြန်လွန်ကွယ်လွန်ခဲ့ကြရတဲ့ရဟန်းရှင်လူပြည်သူများအားရည်စုပြီးတလားပြည့်နေစွန်းဆက်ကတ်လူဒန်းပွဲကိုအေဘီလာ28ရက်နေ့မနက်ပိုင်းမှာပြည်တော်စုနေမြေနေပြည်တော်မှာကျင်းပပြုလုပ်ပါရယ်။ အခမ်းအနားသို့နေပြည်တော်လဲဝေးမြို့ပေါ့မြိုင်ကျောင်းတိုင်ဗရာဏနိုင်ရကအဘိဓဇမဟာရထဂုရုဗဒန္ဒစနိန်ဒနိုင်ငံတော်ဩဝါဒစရိယတက်ကုံမြို့မဟာတီဟာနာဒကျောင်းတိုင်ဆရာတော်အဘိဓဇမဟာရထဂုရုဗဒန္ဒအာစိန်နာတို့အမှုပြုတဲ့ဆရာတော်ကြီးများကြွားရောက်ချင်းမြင့်တော်မူကြပေးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပိုချုပ်မှုကြီးမင်းအောင်လိုင်းနဲ့စနီတော်ကျူကျူလှ ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဘိုးချုပ်မှုကြီးစိုးဝင်းနဲ့ဇနီးဒေါ်တန်တန်းနွယ်ကောင်စီအတွင်ရင်မှုနဲ့ဇနီးတွဲဘက်အတွင်ရင်မှုနဲ့ဇနီးကောင်စီဝင်များပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များပြည်ထောင်စုဝန်ကြီးများနဲ့ဇနီးများကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တက်မတော်အရာရှိကြီးများနဲ့ဇနီးများဒုတိယဝန်ကြီးများနဲ့တာဝန်ရှိသူများတက်ရောက်ပါတယ်။ ဥစွာမန္တလေးငရင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုပြည်တွင်မှကုညီကယ်ဆယ်ရေးအဖွဲ့များနိုင်ငံတကာမှရောက်ရှိလာတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့များအတူတကွပူးပေါင်းပြီးအင်တိုင်းအားတိုင်းဆောင်ရွက်ခဲ့မှုအခြေအနေများနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းများကိုစနစ်တကျဖြင့်ဦးစားပေးအစင်းအလိုက်ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများကိုတင်ဆက်ထားတဲ့မှတ်တမ်းရုပ်သံဗီဒီယိုအားကြည့်ရှုပါရစေ။ အဲဒီနောက်မန္တလေးငရင်ကြီးလှုပ်ခတ်မှုကြောင့်ပြန်လွန်ကွယ်လွန်ခဲ့ကြရတဲ့ရဟန်းရှင်လူပြည်သူများအားရည်စုပြီးတလားပြည့်နေစွန်းဆက်ကတ်လှူဒန်းပွဲကိုနမောတတသုံးချိန်ရွတ်ဆိုဖရာကတော်ပြီးဖွင့်လှစ်ကြကမဟာတိဟနာရအကြောင်းတိုက်ဆရာတော်ကြီးထံမှ၅ပါးတိလာခံယူဆောက်တည်ပါတယ်။ အဲ့ဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့စနေအခမ်းအနားတက်ရောက်လာကြသူများဟာဆရာတော်တန်ဃာတော်များရုပ်ပွားချီးမြှင့်တော်မူတဲ့မြတ်တာတုပ်ပရိတ်တရားတော်များကိုနှာယူကြည်ညိုပါတယ်။ အရင်နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့ကပေါင်းမြိုင်ဆရာတော်ကြီးထံလူပွဲပစ္စည်းများဆက်ကပ်လှူဒါန်းပါတယ်။ အရင်နောက်ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နဲ့ဇနီးတို့ကမဟာတီဟာနာရဆရာတော်ကြီးထံ၎င်းကောင်စီအတွင်းရေးမှုနဲ့ဇနီးတွဲဘက်အတွင်းရေးမှုနဲ့ဇနီးကောင်စီဝင်များနဲ့ဇနီးများကဆရာတော်တန်ဃာတော်များထံ၎င်းလှူဝဲပစ္စည်းများကိုစက္ကန့်လှူဒန်းပါတယ် အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီးအခမ်းအနားတက်ရောက်လာကြသူများဟာပါဠိတက္ကသိုလ်မင်္ဂလာစင်ယုံကျောင်းတိုက်ဆရာတော်အကောက်မဟာပန္နိတာအကောက်မဟာတတ်တံမဇောတိကတစဗတ်တန်နာဝိမလဗုဒ္ဓထံမှတရားတော်များနာကြပြီးမန္တလေးငရင်ကြီးလှုပ်ခတ်မှုကြောင့်ပြန်လွန်ကွယ်လွန်ခဲ့ကြရတဲ့ယဟန်ရှင်လူပြည်သူများအားရည်စုပြီးရည်ဆက်သွန်းလောင်းအမျှပေးဝေပါတယ်မန္တလေး မလျင်ပေကြောင့်ဘဝတပါပြောင်းသွားကြကုန်တော်တန်ဃာတော်အရှင်မြတ်တို့အလကောင်သာမဏေတို့အလကောင်သာသနာနယ်ဝင်သီလရှင်အာလုံးတို့အလကောင်ခொနည်းသာသမီး လူပုဂ္ဂိုလ်အာလုံးတို့အား၎င်းထိုမတပါဘဝတပါပြောင်းသွားကြကုန်သောတိရိသာနာတတဝါတို့အား၎င်းကုသိုလ်အမြတ်ပေးဝေပါကုန်၏ကုသိုလ်အမြတ်ပေးဝေပါကုန်၏ကုသိုလ်အမြတ် ပေးဝေပါကုန်၏ကုသိုလ်အမြတ်ကုသိုလ်အမြတ်အစင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 ်ကြာကြာလျက်ကြာကြာလျက်တစင်စကားတစင်စကားတစင်နာဖြင့်တစင်နာဖြင့်ကြာကြာလျက်ကြာကြာလျက်တိကြာလျက်တိကြာလျက်မြင် ကြာလျက်မြင်ကြာလျက်ဝါမြောက်နုမောဝါမြောက်နုမောသာဓုခေါ်ပြီးလင်သာဓုခေါ်ပြီးလင်ဘဝအစင်တမ်းမြာဘ ကာမစိတ်ဓိတကူမြတ်တိုးတက်မြင်မာကြသည်ကျွတ်တန်းလွတ်တန်းဝင်နိုင်ကြသည်ဖြစ်ကြပါစေသောဖြစ်ကြပါစေသောကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လော ญาอยู่รอผู้จาบาคงโลทาดุทาดุทาดุกุตุอเมญาอเมญาอเมญาอยู่รอผู้จาบาคงโล ဒီနောက်အခမ်းအနားကိုဗုဒ္ဓသာသနာစီရန်တိတ်တထုသုံးချိန်ရုပ်စုဆူတောင်းပြီးရုပ်သိမ်းခဲ့ပါတယ်။ ဟရီနောင်အခမ်းအနားအပြီးမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီးဒုတိယဝန်ကြီးချုပ်နဲ့ဇနီးနဲ့အခမ်းအနားတက်ရောက်လာကြသူများဟာဆရာတော်ကြီးများအားနေစွန်းဆက်ကလှူဒန်းခဲ့ကြောင်းသိရှိရပါတယ်ရှင်။